30ရာခိုင်နှုန်းကိုရေပေးဝေဖို့ဂျက်ကာကနေဒေါ်လာ22တန်းအကူအညီနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။တာရာကသတင်းပေးပို့ထားပါရရှင်။မန္တလေးစီမင်းသားယာယီနဲ့ပူးပေါင်းပြီးဂျပန်နိုင်ငံကဂျကာအဖွဲ့အစည်းကနေဒေါ်လာ22တန်းနဲ့ရက်ွက်5ခုကိုရေပေးဝေဖို့ရှိတဲ့အတွက်လက်ရှိမှာကိုပိုင်ရေမီတာတက်ဆင်လူသူတွေကိုစတင်မှတ်တမ်းကောက်ယူနေတဲ့အကြောင်းဇူလိုင်လ10ရက်နေ့မီဒီယာနဲ့အရက်ဘတ်တွေ့ဆုံစင်မှာပြောပါရတယ်။ ဤတခုနေကကျွန်တော်တို့ကဒီမြောက်ဖက်အဆက်ပဲကျွန်တော်တို့က900ခန်းတော့ပဲပြေးနိုင်တာလက်ရှိမန္တလေးမြို့ရဲ့ဒေးမြို့နဲ့ရေပေးစနစ်ထဲကနေအချို့တဝက်ကိုအဲ့ကိုလှမ်းပေးတာအဲ့900ခန်းတော့ပဲပြေးနိုင်တယ်65ခန်းတော့မပြေးနိုင်ဘူးအဲ့65ခန်းတော့မပြေးနိုင်တဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်30ရာခန်းတော့သူတို့ကကူညီတာဟုတ်လား22တန်းကူညီတာကျန်တဲ့65ရာခိုင်နှုန်းကိုရဖို့ဆိုတာကတော့ဘလို့ဖြစ်လာမယ်ဆိုတာမသိဘူး။နောက်ထပ်ကျွန်တော်တို့ BOD စနစ်လုပ်ဖို့စဉ်းစားနေတယ်။ပေးစရာပတ်စံရှိလားမရှိလားချင့်ချိန်နေကြတယ်။ အကယ်၍အဲ့ဒါမရှိဘူးဆိုရင်စိတ်ဝင်စားတဲ့လူကတော်တော်များတယ်ဂျပန်ဂရန်တို့ဘာတို့တွေလည်းဝင်လာနိုင်တယ်အဲ65ရာခိုင်နှုန်းလူကြီးပြီးဖို့ပြိဿကိုစိတ်ဝင်စားတဲ့လူတော်များလည်းလာဆွေးနွေးနေကြတာဘလို့ဖြစ်မယ်ဆိုတော့မသိဘူးပေါ့ပြည်ကြီးတကုံမြို့နယ်ကတမန်ကုန်းရက်ွက်ငွေတော်ကြီးကုန်းရက်ွက်နဲ့ကောင်းငယ်ဂါကြီးငါရက်ွက်တွေမှာကိုပိုင်ရီမီတာတက်ဆင်လူသူတွေရဲ့အတွက်ဂျက်ကာကနေအလုံးရေ8900ကိုတက်ဆင်စရိတ်မယူပဲပြုလုပ်ပေးမယ်လို့ဂျက်ကာကတာဝန်ရှိသူတွေကဆိုထားပါတယ်လက်ရှိ ပြည်ကြီးတော်မျိုးနယ်မှာတောက်သုံးရည်အတွက်ကအစအခက်အခဲရှိလို့ရေပေးဝေးရေးကိုအပြည့်အဝအကောင့်ထဲပေါ်နိုင်ရင်တောင်ရေအတွက်လိုအပ်ချက်တွေရှိနိုင်တယ်လို့ဒေသခံတိုင်းလွှတ်တော်အမတ်ကပြောပါတယ်။ဒီနည်းအားဖြင့်ပြောရရင်တော့တတ်နိုင်တဲ့သူကတော့ရေတံပူးပြီးပါလို့တောက်မှာပေါ့။တို့တော်များသောအဖြစ်တော့ကျွန်တော်တို့ပေးစရာဒွန်းလေးတွေရှိတယ်။အဲ့ဒီပေးစရာဒွန်းလေးတွေကနေပြီးတော့တောက်သုံးရည် ဆောင်နေကြတာပဲများတယ်မရှိတဲ့သူကရှိတဲ့သူစီသွားကပ်ပါဒီလိုနဲ့တုံးတဲ့သူဒီနေပြီးဆောင်နေကြတာများတယ်ကြက်ကရဲ့ရေပေးဝေစနစ်ကို2016မတ်လမှာစတင်မှာဖြစ်ပါတယ်။လက်ရှိမန္တလေးမြို့မှာမြို့နယ်၅ခုကိုစီပင်သာယာရေးကရေပေးဝေနေပြီမဲ့ရာဂိုင်းနှုတ်ထောက်ဝက်ကြော်သားရရှိလို့မြေအောက်ရေကိုအ धिक အားထားသုံးဆွဲနေရတယ်လို့ချမ်းမြောင်သာစီမြို့နယ်ဒေသခံတွေကဆိုပါတယ်။မန္တလေးမြို့တော်ရေရရှိဖို့ AFD ပြင်သစ်နိုင်ငံကနေယူရိုတန်40ဂျကာကနေဒေါ်လာ22တန်းနဲ့ ADB ကရေစိုးစနစ်နဲ့မြောင်းတူးဖော်ခြင်းမိလာစနစ်အတွက်ဒေါ်လာတန်60ကိုထောက်ပံ့ကူညီလှူဆောင်ဖို့စီမံသာရေးကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်ကျမကအတားရပါရှင့်